ျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဘုန်းနာဘာသာဝင်အချို့တွေဟာအသက်အရွယ်အာယုသက်တမ်းတွေကိုကံတရားအပေါ်မှာအလုံးစုံပုံအပ်လေ့ရှိကြပါတယ်။ဒါပေမဲ့ဒါကတော့မှန်တယ်လို့လို့နဲ့လုံးဝမှန်နေတာလည်းမဟုတ်ပြန်ပါဘူး။ကျွန်တော်တို့တွေရဲ့နေ့စဉ်နေထိုင်စားတောင်းမှုပုံစံအပေါ်မှာလည်းမူတည်နေပါတယ်။ကျမ်းမာစေတဲ့လူချင်းခန်းတွေလုပ်မယ်။စိတ်လေးနဲ့အရက်လည်းမတောက် ကိုယ်လေးချိန်ကိုလည်းထိန်းထားတတ်မယ်အရေးကြီးဆုံးကအစားအသောက်ကိုလည်းချိန်စပြီးစားတောက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တွေရှည်နိုင်ပါတယ်ယနေ့ဗီဒီယိုမှာတော့နာတာရှိအသက်အန္တရာယ်ကနေကင်းဝေးနိုင်စေမယ့်လူချိန်အများဆုံးအစားအစာရှိမျိုးကိုမျက်ရွေတငယ်ချင်းတို့အားမျှဝေပေးလိုက်ပါတယ်ခင်ဗျာနံပါတ်1အခွန်မာတိအခွန်မာတိများဟာကဘာပေါ်ရှိ အာဟာရအထူးကျွဲဝဆုံးအစားအစာထဲမှတစ်ခုဖြစ်ပါတယ်၎င်းတို့ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအများပရိုတင်းနဲ့တဘဝစီများရဲ့အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒါအပြင်၎င်းတို့မှာသတ္တုဆန့်ကျင်ပစ္စည်းများအန်ဒီအဇိုဒန်အမြင်တက်ဗီတာမင်များနဲ့သတ္တုဓာတ်များကဲ့သို့သောအခြားအာဟာရဓာတ်များလည်းကျွဲဝစွာပါဝင်ပါတယ်။အခွန်မာရီစားသုံးမှုနဲ့ကျန်းမာရေးဆက်ဆံမှုကိုလေ့လာခဲ့တဲ့လေ့လာမှုတစ်ခုအရဆိုရင်အခွန်မာရီကိုပုံမှန်စားသုံးသူများဟာမိတိအကြောင်းရင်းကြောင့်ဖြစ်စေတို့မဟုတ် ကင်ဆာဆီးချိုနဲ့နှလုံးရောဂါကဲ့သို့သောရောဂါများကြောင့်တည်ဆုံးနိုင်ခြင်းတိတိတတ်တာနေပါကြောင်တွေ့ရှိရပါတယ်။ဒါအပြင် အခြားကေရိုလီများတဲ့မှုံဘဲတရေစာများအစားအခွန်မာတိကိုအစားတုံးသူများဟာဆီးချိုရောဂါဖြစ်ပွားနိုင်ခြင်းတိတိတတ်တာရောနေကြောင်တွေ့ရှိရပါတယ်။ဒါပေမဲ့အငံတက်များတဲ့အခွန်မာတိများကိုရှောင်ကြဉ်ရန်ရည်ကြီးပါတယ်။အဘေကြောင့်ဆိုတော့အငံတက်များလွန်ချင်းဟာသွေးပောင်ချိန်ကိုတက်စီပြီးနှလုံးအတွက်မကောင်းတော့ကြောင်ဖြစ်ပါတယ်။ နံပါတ်2ခူစီဖရိုက်ဟင်းဒီဟင်းရွက်များကဘာပေါ်ကလူတော်များများဟာဟင်းဒီဟင်းရွက်တွေဆိုတာညီငွေစရာကောင်းပြီးအရတာမရှိတဲ့ဟင်းလျာတွေလို့မှတ်ယူတတ်လိမ့်ရှိကြပါတယ်။တကယ်တော့ဒီအတွေးတွေကမာယွေနေတဲ့အတွေးတွေပါ။ဟင်းဒီဟင်းရွက်ဟာကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းနေစေဖို့အင်မတန်အထောက်အကူပြုတဲ့ဟင်းလျာတွေဆိုတာမှတ်ယူထားစေချင်ပါတယ်။ခူစီဖရိုက်ဟင်းဒီဟင်းရွက်တွေဖြစ်တဲ့ Bank of Fei, Bank of Fei ကော်ဖီထုတ်ကိုက်လန်နဲ့လက်မခေါ်ဘောကွန်ဒီကော်ဖီတို့မဟုတ်ပရီဒါကော်ဖီတို့ဟာကဘာပေါ်မှာ အာဟာရအပြည့်အစုံအစားအစာတွေထဲကတစ်ခုပါပဲ။ဂျာနယ်တစ်ခုမှာဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရခူစီဖရက်ဟင်ဒီရော့တွေကိုစားသုံးခြင်းဟာနာတာရှည်ယောဂါတွေဖြစ်ပွားမှုကိုလျော့ချပေးပြီးလူတရော့ရဲ့တက်တန်းကို ရှိစေနိုင်ပါတယ်။ဒီဟင်ဒီဟင်းရော့တွေဟာဗီတာမင်သက် ပတုဒတ်နဲ့အခြားကျိုင်းမာရေးကိုအထောက်အကူပြုတဲ့ drug ပေါင်းတွေကျွဲဝစွာပါဝင်ပြီးကင်ဆာယောဂါနှလုံးယောဂါနဲ့အခြားကျိုင်းမာရေးပြဿနာတွေကိုကျော့ချပေးနိုင်ပါတယ်ခင်ဗျာနံပါတ်3 whole grain လို့ခေါ်တဲ့တည်ဝတဲ့အစီအစံများ whole grain ဆိုတာကကျွန်တော်နားလေတလို့မြန်မာလိုစီလျော်အောင်ပြန်ဆိုရရင်ခူဖွေးအောင်ဖွတ်ခြင်းပန့်စင်ခြင်းစားတဲ့အဆင့်တွေဘာမှမလုပ်ရသေးတဲ့ရိတ်သိမ်းပြီးခါစားကောက်ပဲကြီးနိုင်များကိုခေါ်တာပါ ရေဝါတဲ့အစည်းအစံများဖြစ်တဲ့အုတ်ကြုံ၊ဆန်လုံးညို၊ကြုံချမ်းတို့ဟာကာဗိုဟိုက်ဒရိတ်မျိုးဖြစ်ပြီးတန့်စင်ထားတဲ့ဆန်တွေများထက်ဖီတာမင်ဓာတ်၊ပတုဓာတ်နဲ့အမင်ဓာတ်ပိုမိုပါဝင်ပါတယ်။ပြီးဝတဲ့အစည်းအစံများဟာတက်တိုးဆန့်ကျင်ပစ္စည်းများနဲ့အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာပေးနိုင်တဲ့ခရက်ပေါင်းများလည်းကျွဲဝစွာပါဝင်နိုင်ပါတယ်။လက်လာမှုတစ်ခုအရ ပြေဝတဲ့အစီအစဉ်များကိုပိုမိုစားတုံးသူများဟာမိတိအကြောင်းကြောင့်မဆိုတည်ဆုံးလန့်ချီနေပါကြောင်းတွေ့ရှိခဲ့ပါတယ်။အခြားလေလံမှုတစ်ခုအရလည်းတနေ့လင်ပြေဝအစီအစဉ်လို့စီဘူးတုံးဘူးစားဘူးရစားတုံးခြင်းဟာကင်စာနဲ့နှလုံးရောဂါမှတည်ဆုံးလန့်ချီကိုရော့ချစေနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ပြေဝတဲ့အစီအစဉ်များစားတုံးခြင်းဟာတန့်စင်ထားတဲ့ဆံများထက်စားတုံးဖို့ပိုလည်းခုပါတယ်။တဲ့အစားတော့ကိုအနှဲငယ်ပြောင်းလဲယုံဖြစ်ရနိုင်ပါတယ်။ အဖြူရောင်ပေါင်မုံခောက်ဆွဲနဲ့ကွကီးများဝယ်ယူမဲ့အစားကိဝဆံများဖြင့်ပြုလုပ်ထားတဲ့အစားအစာများကိုရွေးချယ်စားသုံးတင်ပါတယ်။နံပါတ်၄တန်လွင်စီစားသုံးစီအများစုဟာကျန်းမာရေးအတွက်မကောင်းဘူးလို့လူအများကထင်မြင်ယူဆကြပေမဲ့တန်လွင်စီကတော့စားသုံးတဲ့အကျိုးကျေးဇူးအများဆုံးစီတစ်မျိုးဖြစ်ပါတယ်။တန်လွင်စီမှာနှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့မိုနိုဆကြူရဲအစီပီတာမင်များ တတုတ္တများနဲ့တတုစန့်ကျင်ပစ္စည်းများပါဝင်နေပါတယ်။နိုင်ငံခြားအတန်တွေတခုမှကော်ပြထားတဲ့လေးလာမှုတခုအရဆိုရင်တန်လွင်စီမှာပါတဲ့တတုစန့်ကျင်ပစ္စည်းတွေဟာအဆိုင်မယောဂဖြစ်နိုင်ခြေကိုချော်ချပေးနိုင်ပြီးဆဲပျက်စီးမှုနဲ့ရောင်ရမ်းမှုတွေကိုကာကွယ်ပေးနိုင်တယ်လို့ဆိုကြပါတယ်။ဒါအပြင်တည်ယူမှုနဲ့မိုက်ညံဆာယာချွေးရမှုတွေကိုကောင်းမွန်စေပြီးအသက်ကြီးလာခြင်းနဲ့အမျှစိတ်ပန်းဆာယာယွရွေးမှုတွေကိုလည်းပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။တန်လျင်စီဟာ ဉာဏ်ရည်ဉာဏ်တွဲချမ်းမာရဲ့အတွက်တမှာကကင်ဆာရောဂါဖြစ်နိုင်ခြေကိုလည်းဆော့ချပေးနိုင်ပါတယ်။ကင်ဆာဟာယနေ့ခေတ်မှာ အသက်ဆုံးရှုံးမှုအများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။နံပါတ်5အမဲရောင်ချောကလက်ချောကလက်ကိုတင်းနေတတ်ပေမဲ့ချောကလက်စားတုံးချင်းကတင့်အတွက်မကောင်းနိုင်ဘူးလို့ဆိုရင်နေပါသလား။ဘာလို့လဲဆိုတော့လူအများစုကချောကလက်ကိုအဆီတက်များစွာပါဝင်တဲ့အတွက်မကောင်းတဲ့အရာတစ်ခုလို့ထင်မြင်ယူဆကြတတ်ပါတယ်။ ဒါပေမဲ့လွင်လာတွေ့ရှိချက်တွေအရအမဲရောင်ချောကလက်ဟာစံမာရဲ့အကျိုးစီးဆိုးများစွာရှိတယ်ဆိုတာဖော်ပြထားပါတယ်။၎င်းမှာတွဲပောင်ချိန်ကိုရှော့ချပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုရှော့ချကအုံနောက်လှုပ်ဆောင်မှုတွေကိုလည်းတိုးတက်စေပြီးစိတ်ဖိစီးမှုကိုရော့ပါစေတဲ့ရောဂါတက်ဖြတ်ပေးတဲ့တက်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပါတယ်။အခြားလက်လာမှုတစ်ခုအရဆိုရင်လည်းအမဲရောင်ချောကလက်စားသုံးခြင်းဟာအချိန်မတိုင်မီတည်ဆောက်နိုင်ခြေကိုရှော့ချပေးနိုင်တယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့တတိထားရမယ့်အချက်ကတော့ချောကလက်အလုံးဟာတူညီတဲ့အကျိုးကျေးဇူးတွေမရှိပါဘူးတကယ်တော့ထုတ်လုပ်မှုမမှန်ကန်တဲ့ချောကလက်မျိုးကိုစားတောင်းခြင်းဟာတင့်ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်ဒါကြောင့်တရားဓာတ်များစွာထည့်သွင်းထားတဲ့ transfer အစီနဲ့အတူအရာဓာတ်များပါဝင်ပြီးခိုခုတ်ပါဝင်မှု90%ခန့်နှုန်းအောက်နေတဲ့ချောကလက်များကိုရှောင်ကြဉ်ဖို့တော့လိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဟာတော့လောက်ရောက်ရှိလာပါပြီ ် TIT မရွှေတငယ်ချင်းတို့ဒီဗီဒီယိုကိုကြိုက်နေတတ်မယ်လို့မျှော်လင့်မိပါတယ်။ဒါကြောင့် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပြီးအခုလိုဗီဒီယိုမျိုးတွေထပ်မံကြည့်ရှုရှင်တယ်ဆိုရင်တော့ like ခလုတ်ကိုနှိပ်ပြီးအတိပေးခေါင်းလောင်းကိုလည်းနှိပ်ခဲ့ပေးကြပါဦးခင်ဗျာ။ဗီဒီယိုကိုဆက်ကြည့်လိုက်ရအောင်ခင်ဗျာ။နံပါတ်6 berry tea များ berry tea တွေ blueberry tea တွေ strawberry တွေနဲ့တခြား berry tea တွေဟာလူတိုင်းရဲ့အစားအသောက်တွေထဲမှာ ခဲ့တွင်စားသုံးတဲ့အရာတွေပါဒီတီတီလေးတွေမှာကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးပါဝင်ပါတယ်ဗီတာမင်တွေတတ်တူတတ်တွေအမြင်တတ်တွေနဲ့ပြီးတော့အန်တီအောက်ဆီဒန့်တွေကျွယ်ဝစွာပါဝင်ပါတယ်ဒါတွေကခန္ဓာကိုယ်ကိုယောဂါတွေကနေကာကွယ်ပေးနိုင်ပါတယ်အနယ်အနရောဂျာရီဂျန်နယ်မှာဆိုရင်ဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရဘရူဘယ်ရီနဲ့စတော်ဘယ်ရီတွေစားသုံးခြင်းဟာအုန်းနောက်ရဲ့စဉ်စားတွေးခေါ်မှုတွေကိုမြင့်တက်စေနိုင်ပါတယ်။ ။ဘာလို့လဲဆိုတော့ဒီတီတီတွေမှာ antioxidant တွေနဲ့ anti-inflammatory ခေါ်အယောင်ကျစေတဲ့အတွက်ပေါင်းတွေကျွဲဝဆိုတာပါဝင်လို့ပါပဲ။ဒါတွေက DNA နဲ့စီးမှုနဲ့ရောင်ရမ်းမှုတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။နံပါတ်9ဆယ်မွန်ငါးများလူတွေကကျန်းမာရေးနဲ့ညံ့ညွတ်အောင်စားတော့တာကိုပြင်းစရာကောင်းတယ်လို့ယူဆကြပါတယ်။စိတ်ဝင်စားစရာမကောင်းဘူးအရာမရှိဘူးလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ဆယ်မွန်စားတာကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ ဆယ်မွန်ကအစီများတဲ့ငါဆိုပေမဲ့လွှဲလာချက်တွေအရတပတ်ကိုနှစ်ကြိမ်စားပေးရင်မိဒီအကြောင်းကြောင့်မဆိုတေဆုံးနိုင်ခြေကို900ခိုင်နှုန်းချော့ချပေးနိုင်ပြီးပြည်များအဖြစ်တက်တန်းကိုနည်းနည်းပါတိုးစီနိုင်တယ်လို့ဆိုပါတယ်။သူ့ဒီဒီတွေကတော့ဆယ်မွန်ငါးတွေမှာအိုမီဂါ3ဖက်တီအက်ဆစ်ဗီတာမင်ဒီဆီလီနီယံပိုတက်ဆီယံနဲ့ရိုက်ဘိုဖလီဗင်တို့ကျွဲဝစွာပါဝင်တယ်လို့ဆိုကြပါတယ်။ ဒါအပြင်ပရိုတင်းတိုက်များလည်းများစွာပါဝင်တာမို့အချင်းကြာမြင့်စွာပိုက်ပြည့်စီပြီးပိုက်မစားနိုင်ပါဘူးအကျိုးကြီးဆိုးအများဆုံးရဖို့ဆိုရင် နားကိုကြောမဲ့အစာဖောက်တာ ပေါင်းတာပြုတ်တာမျိုးလုပ်ပြီးတဘဝအပင်တွေနဲ့ဟင်းခအမွဲကြံတွေတုံးက အရသာနဲ့အာဟာရတွေကိုပုံမကောင်းမအောင်လုပ်နိုင်ပါတယ်နံပါတ်၈ဂျင်းနဲ့နနွဲ့မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံကြော်ပြင်းများမှာနနွဲ့ဂျင်းတို့ကို ဟင်းမြာတွေထဲမှာထည့်သုံးလို့ရှိတဲ့နေရာကျတော့တွေဟာကင်ဆာယောဂါနဲ့အဆိုင်မယောဂါဖြစ်ပွားမှုနှုန်းနှဲပါတယ်လို့လေ့လာတွေ့ရှိခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ဒီဟင်းခတ်အမွေးကြိုင်တွေဟာရောင်ရမ်းမှုတွေကိုတတ်တာစေတဲ့ဓာတ်တွေနဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေအများကြီးပါပါတယ်။တကယ်တော့တုရေသနတွေအရနှမင်းမှာပါတဲ့ခရခူမန်ဆိုတဲ့ဓာတ်ကနာတာရှည်ယောဂါတွေဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။အန်တီအောက်ဆီဒန့်ကျော်ဝတဲ့ အစားအစာတွေကိုစားသုံးခြင်းဟာခန္ဓာကိုယ် free radical တွေကနေကာကွယ်ပေးပါတယ်။ free radical တွေဆိုတာဆဲတွေပုံမှန်လောက်ဆောင်နေစေမှာထွက်လာတဲ့မတည်ငြိမ်တဲ့မော်ဒီယူတွေပါ။ဒီ free radical တွေကိုတပ်ပြည့်စေခြင်းအပြင်ကင်ဆာဒါမှမဟုတ်တခြားရောဂါတွေဖြစ်စေနိုင်တဲ့ဆဲတွေရဲ့ပြောင်းလဲမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။အသက်ကြီးလာတာကိုမသားစီးနိုင်ပေမဲ့ကျန်းမာရေးကိုဂရုစိုက်ပြီးကီလိုအာဟာရပြည့်ဝတဲ့အစားအစာတွေကိုနေ့စဉ်စားသုံးခြင်းဖြင့်ယောဂါဖြစ်စေနိုင်တဲ့အသက်ကြီးမှုကိုနေကွေးအောင်လုပ်နိုင်ပါတယ်။ ကျမရေးနဲ့ညညွစွာစားတော့ခြင်းအပြင်ဆက်လက်ဖြက်ခြင်းတက်ကြွစွာတုတ်ရှမ်းနေထိုင်ခြင်းနဲ့တရားထိုင်ခြင်းတို့ကလည်းတင်ပေါ်ရရဲ့အတွေ့နဲ့တက်တန်းကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါဆိုရင်တရားစားစာတွေကိုနေ့စဉ်စားတော့ဖို့အစဉ်ချင်းဖြစ်ပြီလား။အသက်ကြီးလာတဲ့အခါမှာတော့ကျမပြောရှင်တဲ့ဘဝကိုခံစားနိုင်ဖို့အသက်ကြီးမှုရဲ့လက္ခဏာတွေကိုနေ့ခွဲအောင်လုပ်ဖို့အချိန်တန်ပါပြီ။ဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့တရားစားစာတွေကိုစားဖြစ်မလား။အောက်က comment မှာပြောပြပေးခဲ့ကြပါဦးခင်ဗျာ။ နောက်ထပ်ဗီဒီယိုတွေမလွတ်စေဖို့ Subscribe လုပ်ဖို့လည်းမမေ့နဲ့နော်ဒီဗီဒီယိုလေးကို Like and Share လုပ်ပြီးကူညီပေးကြပါဦးခင်ဗျာကျမ်းမာပျော်ရွှင်တဲ့ဘဝမျိုးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ